ဖះရှင်လက်ထက်တော်အခါကမကောင်းမှုအကုသို့နဲ့အတမူဝမ်းကြောင်းပြုသွားတဲ့စုံဒဆိုတဲ့ဝတ္တသက်ရဲ့ဘဝကိုသင်္ကန်းစာယူဖို့ရ။ဘာမခါကျုပ်စီရတော့အရှင်နန္ဒမာလာပြေဝန်သားကဒီจิตနာတော်ကို ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။စီရတော်ဖះကြီးတရားကိုမှတ်သားနိုင်ယူခဲ့ရပြီးစိတ်ဝင်စားဖို့ရပုံမြင်တိုလေးအဖြစ်ပြန်လည်တင်ဆက်ပေးလိုက်ပါရရှင်။ဗီဒီယိုလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာရှင်လက်ထက်တော်အခါကတာဝိထိမြို့မှာစုံဒလို့ခေါ်တဲ့လူတယောက်ဟာ သူ့ရဲ့မိသားစုနဲ့ချမ်းသာပျော်ရွှင်စွာ နေထိုင်ပါတယ်သူဟာတခြားစီးပွားရေးမလုပ်ဘဲနဲ့ဝတ်သက်တဲ့လုပ်ငန်းနဲ့အသက်မူဝမ်းကြောင်းပြိုတယ်စုံဒဟာနေဒေသတွေကိုသွားပြီးတော့ဝတ်ပေါက်စလေးတွေကိုဈေးပေါ်ပေါ်နဲ့လိုက်ဝယ်ပါတယ်ဝယ်ပြီးတဲ့အခါမှာသူ့အိမ်နောက်ဘေးက ခြံခတ်ထားတယ်။မြေကွက်လက်ကြီးမှာအဲဝက်ပေါက်ဆလေးတွေကို အစာရေစာတွေတိုက်ကျွေးပြီးဝက်ပေါက်လေးတွေအရွယ်ရောက်ကြီးပြင်းလာတဲ့အထိမွေးမြူပါတယ်။ဝပောက်လေးတွေကြီးပြင်းလာတဲ့အခါမှာအသားပေါ်ဖို့လုပ်ငန်းစတင်ပါတော့တယ်။စုံဒဟာသူ့စိတ်ကြိုက်ဝဝတုတ်တုတ်ဝတ်တကောင်ကိုရွေးချယ်ယူလိုက်ပြီးတော့အဲ့ဒီဝက်ကလေးကို ကျိုးတွေနဲ့တုတ်ထားပါတယ်။ပြီးတဲ့ခါမှာတော့သူလှုပ်ထားတယ်။ဒေါင်လေးတောင်ပါတယ်။ဒုတ်ကြီးနဲ့ရိုက်ပါတော့တယ်။သူဈေးမှာပြန်ရောက်တဲ့အခါမှာအသားတိုးအောင်အလေးချိန်တိုးအောင် ဆိုပြီးတော့အခုခေတ်လူရေထိုးတာတွေမဟုတ်ဘဲနဲ့အရှင်လက်လက်ဒုတ်ကြီးနဲ့ရိုက်ပါတော့တယ်။ဒီခါမှာဝက်ကလေးဟာရောင်အန်းလာအောင် စိတ်ကြိုက်ရိုက်လိုက်တဲ့ခါမှာတော့ဝက်လေးစီမှဆူဆူဝါးဝါးအော်ဟစ်တန်နေ ကြားနေရပါတယ်မလုံနိုင် မရှက်နိုင်နဲ့နာကျင်မှုတံကိုတေလူမျိုးပါ ခံစားနေရတာပေါ့စုံတရရဲ့လုံရက်တွေဟာဆိုရင်ဘလောက်ထိတောင်ရက်ဆက်ကြမ်းကြုတ်ကို ကောင်းလိုက်လဲကွယ်ဒါရင်မပြီးသေးပါဘူးအသင့်ကြိုထားတဲ့အငွေတထောင်းထောင်းနဲ့စူပွက်နေတဲ့ရင်းနှီးအိုးကြီးကိုယူပြီးတော့ကျိုးရည်နဲ့တုံတောင်ထားပြီးမလုံနိုင်မရှားနိုင်ဖြစ်နေတယ်ဝက်လေးရဲ့ပါဇက်တွေကိုရင်းနှီးတွေလောင်းထည့်ပြန်ပါတယ် ဒီခါမှာတော့ဝလီရဲ့စူးစူးဝါးအော်တန်ကိုတော့မကြားရတော့ပါဘူးဝလီရဲ့ကုခန္ဓာမှာရင်းနှွေးပူတွေလောင်ပြီးအထဲမှာအူတွေကျက်တယ်ကျက်ပြီးတဲ့ခါမှာမစင်ညစ်ကြီးတွေဖြစ် ထွက်ကြလာပါတော့တယ်အဲ့လိုနင်းနေပဲဇက်တိုက်ဇက်တိုက်လောင်ချနေတာဝလီရဲ့ကိုယ်တွေကနေပြီးတော့အရေးကြီးတွေထွက်လာတဲ့အထိပေါ့ကွယ်ဒီလိုနဲ့ဝလီဟာ နာကျင်မှုတံကိုဘလို့မှခံနိုင်စွမ်းမရှိတော့တဲ့အခါမှာအသက်တည်ဆုံးသွားရတော့တာပေါ့ဆုံတရဲ့ဝတ်သက်တဲ့နီလန်းတွေဟာဆိုရင်ယွန်ရှားပွဲဆက်ဆုပ်ပွဲရက်ဆက်စံကြုံလွန်လာပါတယ်ဒီလိုနဲ့ပဲတည်ဆုံးသွားတဲ့ဝတ်ကလေးရဲ့ကိုကြံတဲ့ရင်တွေနဲ့ဖြောပါတော့တယ်တကိုယ်လုံးကိုရင်တွေဝူရီလောင်းပြီးတော့ဖြောလိုက်တာပေါ့ကွယ်ပြီးတဲ့အခါမှာတော့ဝတ်ကလေးရဲ့လေပင်ကို ဓာတ်ထက်ထက်နဲ့ဖြတ်ပြီးတော့ကြလာတဲ့သွေးတွေကိုခွက်တစ်ခွက်နဲ့ခံထားပါသေးတယ်။ခေါင်းကိုဖြတ်ပြီးတဲ့အခါမှာဝက်လေးရဲ့ကိုယ်တွေကိုခုတ်ထစ်ပိုင်းပြီးတော့ခုနကခံထားတဲ့သွေးတွေနဲ့ပြန်နေပြန်နေပြီးတဲ့အခါမှာတော့ဈေးမှာတွားရောက်ပါတော့တယ်။တချို့တဝက်ကိုတော့သူ့အိမ်မှာစားဖို့သူတို့မိသားစုစားဖို့ဆိုပြီးတော့ခြံထားပါသေးတယ်ကွယ်။စုံတာဟာဒီလိုနည်းတွေနဲ့ ငွေရှာပြီးကြီးပွားချမ်းသာလာတာဟာနှစ်ပေါင်း90ကျော်ကြာတယ်ကွယ်နှစ်90ကျော်ဆိုတော့သူတက်ခဲ့တဲ့ဝက်ရည်တွက်ဒီဟာမရေမတွက်နိုင်အောင် များလွန်လာတယ်လို့ပဲ သူလုတ်ခဲ့တဲ့မကောင်းမှုအကုသိုလ်တွေဟာဆိုရင်လည်းမရေတွက်နိုင်အောင် ရှိလာပြီပေါ့ကွယ်ဟိုယခင်အတိတ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကြောင့် ယခုဘဝမှာ ချမ်းချမ်းသာသာ နေနိုင်ရပါမယ်ကုသကံအရှင်ကုန်းလာပြီဆိုရင်တော့ယခုပစ္စုပန်မှာလှုပ်ထားတဲ့သူကျူးလွန်ခဲ့တဲ့မကောင်းမှုအကုသကံတွေကအကျိုးပေးဖို့ပြင်ဆင်လာတော့တာပေါ့ဒီလိုနဲ့အချိန်တွေတပြည့်ပြည့်ကုန်လာတာနဲ့အများဝတ်သက်မြဲတက်နေတယ်ဝတ်သက်သမားဆောင်တာဟာဒီကနေ့အချိန်ကိုရောက်လာပါတော့တယ်ဒီအချိန်မှာတော့အိရာထဲမှာလဲနေတဲ့စုံနာကြီးတယောက်ဟာရင်ထဲမှာ ရင်းနှွေးတွေလောင်းခံထားရသလိုတကိုယ်လုံးပူလောင်မှုဒဏ်ကို ခံစားရပြီးတော့အော်ဟဲညင်ညူနေပါတော့တယ်။ဦးစုံလာကြီးအော်တဲ့အတန်ကဘာနဲ့တူလဲဆိုရင်ဝတ်အော်တဲ့နဲ့တူနေတာပေါ့။ဒီလိုတွေပါကြောင်ခံစားနေရတာလေအလုံးသိကြသလိုပဲဝတ်ကိုရင်းနှွေးမှုတွေနဲ့လောင်းခဲ့တာကြောင့်တံပြန်အကျိုးခံစားရခြင်းဖြစ်တာပေါ့ကွယ်။ ။စုံထရဲ့မိသားစုဝင်အိမ်သူအိမ်သားတွေကဥဆုံနာကြီးကိုအပြင်ကိုခရောင်ချောက်ချနဲ့ထွက်ပြေးမှဆိုလို့ဆိုပြီးတော့အိမ်ထဲမှာတကားပိတ်ပြီးထိန်းထားကြတာပေါ့။ဘလောက်တောင်ကြာသွားလဲဆိုရင်ခုနှစ်ရက်တိတိကြာသွားတယ်။ခုနှစ်ရက်တိတိမနေနိုင်မထိုင်နိုင်တော့အောင်ဝက်လိုစူးစူးဝဝတွေအော်ဟစ်နေရပြီးတော့အိမ်ထဲမှာပိတ်ခံထားရတယ်။ဝတ်သက်သမားစုံနာရဲ့အတန်ကိုအိမ်ရှိမှဆွမ်းခံကြသားတဲ့ကိုရော်တွေက တကယ်ဝတ်အော်နေတယ်လို့ထင်ပြီးတော့မျက်စွာဖះကိုဒီလိုသွားလျှောက်ကြတယ်။အရှင်ဖះစုံထအိမ်မှာဝတ်အော်တဲ့နေကြာနေရတယ်ဖះ။အလူကြီးပေးစရာရှိလို့ဝတ်သားအော်တာအမှားရီများနေလို့ထင်ပါတယ်ဖះ။ဝတ်တွေတက်နေတာခုနှစ်ရက်တောင်ရှိပြီလို့ရှောက်ထားတဲ့အခါမှာတော့မျက်စွာဖះကမဟုတ်ဘူး။အဲ့ဒါဝတ်တက်နေတာမဟုတ်ဘူး။သူကိုယ်တိုင်ဝတ်အော်တယ်လို့အော်နေရပြီ။ ဝတ်တွေခန်းစားရတယ်လို့သူပြန်ခန်းစားနေရတာပဲဒီလိုနဲ့နောက်ဆုံးမှာစုံတာကြီးတရာဝတ်တကောင်သေးတယ်လို့မရှုမလနဲ့တေးဆုံးသွားရပါတော့တယ်ဒီအဖြစ်ပြက်လေးကိုကြည့်ခြင်းအပြင်စုံတာဟာဝတ်ကိုရင်းနွေးပူတွေနဲ့အရှင်လက်လက်လောင်းနေဝတ်ခမညာဘလောက်တောင်ပူနေရှာလိမ့်မလဲအဲ့ဒီလိုမျိုးဝတ်ခန်းစားခဲ့ရတယ်လို့သူတေးကနီးမှာ ပြန်ခန်းစားသွားရတာပဲ ဒါကြောင့်မို့လို့ကိုလုပ်ခဲ့တဲ့ကံတွေကပုံစံတူအကျိုးပေးတယ်မကောင်းမှုအကုသိုလ်ကံတွေကိုလုပ်တဲ့သူတွေကဒီဘဝမှာပဲစိုးရင်ရတယ်ပူပန်ရတယ်စိတ်ညစ်ရတယ်ဒီဘဝကလွန်မြောက်ပြီးနောက်ဘဝရောက်တဲ့အခါမှာလဲအကျိုးပြန်ခံစားရတဲ့အခါစိတ်တော့ကရောက်ရတယ်ဒါတွေက မကောင်းမှုအကုသိုလ်အလုပ်တွေကိုလုပ်နေတဲ့အကျိုးတွေပဲဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီမှာပဲရန်နာလိုက်ပါတယ်ရှင် နောက်ထပ်လည်းဗီဒီယိုတစ်ကလေးတွေတင်သွားပြောင်းမှာဖြစ်လို့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လှုပ်ထားပြီးကြပါအောင်နော်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးတွေကို ပိုင်ဆိုင်ကြပါစေရှင်